ဘဝမှာအပြောဆုံးချိန်တွေကိုပြောပါဆိုရင်ဒီလိုမျိုးစာအုပ်တွေရောက်လာတာလည်းပါတယ်ပေါ့နော်အင်းဒါဆိုရင် 10A စာအုပ်တိုက်ကနေပြီးတော့ကျွန်တော်ကိုဒါစာအုပ်လေးတွေပို့ပေးလိုက်တာအားလုံးပေါင်းနေလေး6အုပ်ပေါ့နော်6အုပ်ပို့ပေးလိုက်တာပါအဲ့ဒါကိုကျွန်တော်ဒီနေ့အမောင်းချင်းတို့ပြပါပါမယ် အဲဒီ6အုပ်မှာအခုဗီဒီယိုကြည့်နေတဲ့အသူတွေနေနဲ့ဖတ်ပြီးတဲ့စာအုပ်ဒီပါလာကဲလို့ဖတ်ပြီးပြီဆိုရင်လည်းကျွန်တော်ဒီ6အုပ်ထဲမှာဘေးဟာလေးကိုတော့အရင်ဆုံးဖတ်ကောင်းတယ်ဆိုပြီးညွှန်းချင်တယ်ပေါ့နော်ပြီးတော့မဖတ်ရသေးဘူးဆိုတော့ဘေးဟာလေးကိုအရင်ဆုံးဖတ်ပြီးရောမှာအဲ review ပေးစေခြင်းလေအဲ့ဒါမျိုးလေးကြီးရှိတယ်ဆိုရင် comment ပေးခဲ့ပါအဲ့ဒါမှာကျွန်တော်လည်းအော်ဒီရပြီးတော့ဖတ်ဖို့အဆင်ပြေပါဦးလေကဲဒါဆိုအမှန်တမ်းလိုက်ကြပါမယ် နတ်သမီးပေးတဲ့အိမ်မက်တက်ပေါ့နော်အိမ်မက်တက်ပါမယ်ပြီးတော့ဒါဆိုရင်နတ်သမီးပေးတဲ့အိမ်မက်နှစ်ပေါ့အတွဲနဲ့ဒီနောက်အုပ်ကတော့တွဲဖက်ရမယ်စာအုပ်ပါစာအုပ်လေးတော့အမောင်းစင်းလုပ်ပြီးတော့ဒီဖတ်ပြီးတဲ့စာအုပ်ဒီရှိလားရှိရဲဆိုကွန်မန့်မှာရေးသွားပေးပဲစာအုပ်လေးတော့အရင်ဆုံးဖတ်တင်နေဆိုတာလေပြောချင်နေဆိုရင်ကွန်မန့်မှာရေးသွားပေးပါကျွန်တော်တကယ်လို့ဒီစာအုပ်လေးဖတ်ပြီးတော့ဟတ်ထီတာလေးတွေရှိရဲဆိုရင်လည်း review တက်တက်လာပေးပါအောင်မယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်နဲ့ပဲရန်နာလိုက်ပါမယ်တတ်တာ